ကျွန်မငွေများများရှာတတ်ဖို့အတွက်ပထမဦးဆုံးစိတ်ကူးနဲ့အစိုးရလောက်ကထွက်လိုက်တယ်။ဘာဖြစ်လဲဆိုတော့အစိုးရလစားထွက်တာအခုမဟုတ်ဘူးနော်2019ကထွက်တာ။အဲ့တော့ငါလစားတသိန်းလောက်ရတဲ့တုန်းကတသိန်း၈တောင်လာလေတန်းပြလစားအဲ့လောက်ရလစားတော့တိတ်မမှတ်မိတော့ထားပါတော့တသိန်း၈တောင်မှထားပါတော့လစားတူးသေးရလစားတော့တစ်ခါတူးတော့မမှီတော့ဘူးအဲ့တော့တသိန်း၈တောင်မှထားလိုက်မယ်နော်ကျန်းပြင်းတော့မှိုင်းလဲမှိုင်းနိုင်တယ်ပြထော်လကရဏလာမပြောနဲ့ကျန်းပြင်းပြပြလား အဲ့တော့အဲ့လောက်လာစားပါမနာအောင်ငါအပြင်မှာလဲရှာနိုင်ပါတယ်ဆိုတော့ကိုကိုကို self confidence နဲ့ထွက်တယ်ပြီးတော့ဒီနေရာမှာနောက်ဒုတိယအချက်ကျေးဇူးတင်ရမှာကျမအမျိုးသားဖြစ်တယ်တကယ်လို့ငါထွက်တယ်ဆိုတော့မှပဲငါသူ့ရဲ့ဝင်ဝင်နဲ့ငါကိုမင်းလည်းကြဆိုငါတစ်ပြိမငယ်ဘူးပေါ့နော်ငါယောက်ျားငါ့ကိုရှာကျွေးနိုင်တယ်ဒါပေမဲ့သူ့ကိုလုံးလုံးကြီးလဲမိကိုချင်းနဲ့သူလည်းမဟုတ်ဘူးသူရှာတာထိုင်စားနေရမှာမိမှလည်းကျမမဖြစ်ချင်ဘူးဘာဖြစ်လို့လဲဆိုတော့အသက်38နှစ်ကတည်းကကိုပစံကိုရှာပြီးတော့ကိုမို့ဘူးကိုစောင်းလာခဲ့တဲ့မိမှဆိုတော့ပြောမယ်ဆိုရင် မာနရှိတယ်နော် အဲ့လိုမာနရှိတာဖြစ်တဲ့အတွက်မိဘစီမံလက်ဖက်မတောင်းယောက်ျားစီကလက်ဖက်မတောင်းကြီးယောက်ျားကတော့အကုန်ပေးတယ်တိုးတော်လည်းကိုကိုကိုငါရှာနိုင်ပါတယ်ဆိုစိတ်နဲ့လည်းထွက်တယ်အရင်ဆုံးကိုကိုကိုကျေးဇူးတင်ရမယ်ဒုတိယအနေနဲ့သူ့ကိုလည်းကျေးဇူးတင်တယ်သူရဲ့ပတ်မှုမှုတွေကြောင့်ကျွန်မအများကြီးကြောင်းလဲနိုင်ခဲ့။ဘာလဲဆိုတော့ငွေတစ်ခုတည်းပူစရာမလိုဘဲနဲ့တစ်နှစ်တာကာလပတ်ချာလဲကျွန်မအေးအေးစိတ်နေနိုင်တယ်။အချိန်တန်ရင်ထမင်းဦးထဲမှာထမင်းရှိဖို့တစ်ဆန်နဲ့ကိုရောက်လာတယ်။အတန်းချင်းပြပြတာပေါ့ရှင်။အဲ့လိုနေပဲဘာတွေကျွန်မလုပ်ရမလဲကျွန်မစီးတည်တဲ့ခါကျတော့ကျွန်မအဲ့မှာ Facebook ကိုနည်းနည်းစသုံးတက်လာတယ်။အဲ့ဒါကြောင့်ကျွန်မ မိဘတွေကိုလည်းခဏခဏပြောတယ်လေ့လာပါစူးစမ်းပါဖတ်ပါမှတ်ပါလေ့လာပါဆိုတာကျမပြောတာမဟုတ်ဘူးရှေ့ကဆရာဆရာတွေပြောတဲ့စကားဖတ်ရင်မှန်ရင်လေ့လာရင်လည်းကိုပါဖြစ်ချင်တယ်ကိုပါလုပ်ချင်တယ်လမ်းတွေတပိတပိတိလာတယ်အဲ့တော့ကျမကျတော့ TikTok ကို Facebook ကိုစအဲ့တော့ TikTok မပေါ်သေးဘူးကျမတို့ Facebook စသုံးကြတာ2020ပတ်ချာလဲအချိန်လေးတောက်တုံးကပေါ့နော် Facebook ကလုံးလုံးကိုတော်တော်လေးခက်စားတဲ့အချိန် YouTube လည်းအဲ့တော့မသုံးတတ်ဘူး အဲ့တော့ YouTube တော့မကြည့်ဘူး Facebook မှာကြည့်ရတာဒီလိုပဲဗီဒီယိုလေးတွေကြည့်ရင်းနဲ့စီးပွားရေးလုပ်ဖို့လမ်းစာလေးတွေကိုအဲ့အောင်အင်ရှာကြည့်တယ်။အဲ့တော့ကျွန်မဆရာမာတင်ရဲ့ဒီဆရာရဲ့ကိုကျွန်မတွေ့တယ်။တွေ့တဲ့အခါကျအခုဒီမှာဆရာပြောတဲ့ဟာလေးကျွန်မကျွန်မသိလာတဲ့ဖတ်တဲ့စာအုပ်လေးတွေနဲ့ဆရာရဲ့ဝေမျှချက်လေးတွေကိုသိရင်သိရင်နဲ့ကိုဘာဝါသနာပါလဲရင်လို့ပါဆရာမာတင်ပြောတာစီးပွားရေးလုပ်မယ်ဆိုလို့ရှိရင်အလုပ်ထွက်ဖြစ်တဲ့အကြောင်းရင် Happy Friday ကိုမျှော်နေပြီလားတင်အဲ့ဒီရုံကမပြောဘူးဆရာလင်းတိုင်ညွန်ရဲ့စကားအဲ့ဒါကြောင့်ကျွန်မလှုပ်ထွက်တတ်ပါတယ် ဲ့တော့ကျမရဲ့ဆရာတွေဘယ်ကလေ့လာလဲ internet ကနေလေ့လာတာဘသူတင်ပေးတာလဲ self study လေ့လာတာဆရာတွေတင်ပေးတယ်သူတို့စီကိုသွားတက်တာလားမဟုတ်ဘူးအိမ်ကဖုန်းကြည့်ပြီးတော့လေ့လာတာ okay เนาะအဲ့တော့ self study ဘယ်လောက်အရေးကြီးတယ်ဆိုတာ login စိတ်ဘယ်လောက်အရေးကြီးတယ်မိမိကိုယ်ကိုဘယ်လောက်အရေးကြီးရယ်ဆိုတာအဲ့ဒီမှာပေါ်နေနေပြီအဲ့တော့အဲ့လိုနဲ့ပဲငါဘာ skills တွေဖြစ်ရမလဲဒီမှာပြောရတဲ့ဆရာခင်ဗျားတဲ့မိကွန်းလေးမေးချင်လို့ပါတဲ့တခြားနိုင်ငံမှာသွားပဲချမ်းသာအောင်လုပ်ဖို့ဘာ skills တွေတေးကြပေါ့လေ့လာရမလဲတဲ့เนาะကြောင်းမတက်တဲ့လူငယ်တွေအနေနဲ့ဘာလုပ်သင့်လဲအလုပ်လုပ်နေရရင်ပတ်စံလဲရတာပေါ့တဲ့အဲ့တော့ ။ तू မေးတယ်မိခွန်းကျွန်တော်ပဲကျမတို့မေးခွန်းကျွန်တော်အဲ့လိုမဟုတ်တော့ကိုမလုတ်ဖဲနဲ့ပတ်စံဘယ်လိုရမလဲ။နော်ဆိုလိုချင်တာ passive income ဘယ်လိုရအောင်ရှာမလဲ။ကျမတွားကြတဲ့လမ်းကအဲ့ဒါပဲ။ကို basket တွေရှိရမလဲဆိုတော့ခက်ကကြောင်းလွန်သွားပြီကျမရဲ့ level တော့ကြာတော့ကိုကိုကိုမြှောက်ပြောတာမဟုတ်ဘူးဘာဖြစ်လို့ဆိုတော့2020ကတည်းက Facebook ဘလို့ Facebook မှာဘလို့ဈေးရောင်းလိုက်ရမလဲစာအုပ်တွေဝယ်ဖက်တယ်เนาะတင်တန်း add-on ကမတက်ခဲ့ဘူးလားတက်ခဲ့တယ် အဲ့ဒါဒီအစည်းအဝေးတင်တဲ့နေမဟုတ်ဘူး Facebook ကိုကျွန်းကျွန်းကျဉ်ကျဉ်တုံးတက်ဖို့အတွက်တက်တဲ့နေပညာတွေမနှမျောအခုကျမစီကိုဟာတချဲလိုဖုန်းနဲ့တင်တဲ့ချင်းနဲ့တချဲလိုစာတင်ချက်ကောင်းချင်းနဲ့နော်ပြပြပါမယ်ကျမကဒီ Jolly Phone ကိုမတင်တဲ့ခင်ကလေးကကျမရဲ့တင်ကြရေးနဲ့ပဲရဝင်းတစ်ခုမှစုံစမ်းလိုက်ပါဒေါ်စင်လင်းဖွေးဆိုတဲ့ကျမဒီကျမမျိုးကြောက်ပြင်းလိုမျိုးတက်သေးလေးမှာတော့ဆွေရဝန်နန်းတလားစားအဲ့တော့အထက်တန်းပြလားစား၉000ရတဲ့အချိန်တုန်းကတော့ကျမကတသိန်းကျော်ရအောင်ရှာနိုင်တဲ့သူဒါဆရာဆရာတွေကိုချီရတိုင်းနိုင်မှာမဟုတ်ဘူးနော်ဘာလို့လဲကျမမှာ ကိုယ့်ရဲ့ level တခုရှိတယ်ကိုယ့်ရဲ့ talent တခုရှိတယ်ဖြစ်တဲ့အတွက်မိဘတွေကတန်းတဘောကြဒီဆီယမအောင်ကငါတသာတဲ့ငါတသာရမှာပဲဆိုတဲ့စိတ်နဲ့တီးတန့်ခိုက်တယ်ခေါ်တယ်အဲ့တော့ကိုလည်းကလေးပေါက်စာကို16 16ကြော်ကြော်19ရွယ်လေးဆိုတော့သူများအိမ်စာလိုက်တင်ရပြောနေရလေအိမ်မှာလည်းအိမ်မှာနေနေပြင်းနေလေနော်အဲကိုအားလိုက်ချိန်မှာအဲကလေးတွေကိုစာလိုက်တင်တယ်အဲ့တော့ကိုညီမကခေါ်ပြီးညီမနှစ်လက်ဆွဲပြီးအဲအိမ်ကိုစာသွင်းတင်ပေးတယ်ပြီးတော့စပိန်လေးနဲ့ပြန်လာစပိန်နဲ့တော့မဝယ်နိုင်တာစပိန်လည်းမရှိဘူးလမ်းလျှောက်ပြီးသွားတာဆိုင်ကယ်ဆိုအဝေးကြီးဘဝမှာစပိန်တစ်စီးဝယ်ဖို့တော့မနေ့ကြိုးစားခဲ့ရတဲ့ဘဝလာခဲ့တာပါ เนาะအဲ့တော့ဘာကြောင့်လဲဆိုတော့ skills တွေဖြည့်လာလေးတွေဝင်ငွေတွေရလာလေးတွေပဲအဲ့တော့ကျမရဲ့အသွားနေတဲ့ဝင်ဝင်ငွေလမ်းကြောင်းကကိုကိုလုံမကိုရမယ်ဆိုဝင်ငွေလမ်းကြောင်းကိုအိတ်နေနေငွေရမယ်ဆိုတဲ့ဟာဒီစီကဖြိုးပိုင်ဒေါက်တာဖြိုးပိုင်ရဲ့ page ကိုတွားကြည့်မိတ်ဆွေအိတ်နေတော့ငွေပိနစ်လုပ်ငန်းတခုရအောင်လက်ပတ်နိုင်ပြီလားအဲ့ဒါမှမိတ်ဆွေက business man နဲ့ကျမမှာပါစီးပွားရေးမှာလုံးဝဆက်လက်ဆောင်လိုက်ပြတာအချီးမရှိဘူးဖိုင်ပစ္စည်းကလေးဖွင့်ထားတော့ရှိရပါဘောအဲ့ဒါတော့မပြောတော့ okay ဒါဆိုရင် ဲ့နေငွေပြလင်းရဘာ skill ဖြစ်ရမလဲဆိုတော့ခေါင်းစဉ်ကိုပဲပြန်ပြီးသွားပြရမယ်အဲ့တော့ကိုကအာ तू ဖုန်းနဲ့တင်တယ်လို့ဖုန်းနဲ့တင်တယ်လို့ပတ်စံရနေရပေါ့ကောင်မှားသွားမယ်ကျမတင်နည်းတစ်ခုကိုနော်တင်ကြနည်းတင်တဲ့ကိုကျမတို့ကြောင်းတော်ကတင်ပေးလိုက်တယ်ပါလာချင်တဲ့သူလည်းပါလာတယ်ပညာရေးကလေးကမပါလာချင်တဲ့သူလည်းမပါဘူးဒါပေမဲ့ပညာဘယ်တက်ကတော့ပဲဆင်းလာဆင်းလာကျမတို့မှာဘွဲတလုံးကိုစီရလာပြီမယ်အဲ့ဒီဘွဲကိုစီမှာတကယ်လုပ်ငန်းကိုဝင်တဲ့အခါမှာအထိုက်လျောက်အကျိုးရှိမှာကျွန်တော်ကဘသူစီကနေပတက်လာတယ်ဆိုတော့မိမိကိုကိုမိမိစူးစမ်းလေ့လာခြင်းကနေလေ့လာသင်ယူခြင်းကနေပဲရလာတဲ့ပညာတွေပဲဖြစ်ကြတယ် ။နောက်ကျွန်တော်ပြောဟုတ်လားမသိဘူး။ဟုတ်တယ်ဆိုရင်ဟုတ်တယ်လို့ပြောနော်။ဆရာဝင်လဲစစ်တက်ကတော့စဉ်းစဉ်ချင်းဆရာဝင်စိတ်ကူးမကြွမ်းဘူး။သူ့ကိုဘာတင်သွားလဲအတွေ့အကြုံသူ့ရဲ့ service ကပဲတင်သွားရင်းနဲ့ professor ကြီးတွေဖြစ်လာတယ်။နော်အထူးကဆရာဝန်ကြီးဖြစ်လာတယ်။စာမျက်မျက်ဖတ်ရသေးတယ်။ထပ်ပြီးလေ့လာရတဲ့လူနာတွေဆက်သူပြန်တင်ရင်ဒီလူနာကဒီလိုပြောတယ်ဒီလူနာရဲ့ယောဂါကဒီလိုဟာငါဒီလိုခုပြလိုက်တာတက်သွားတယ်။ အဲဆီယမ်မလည်းအဲ့လိုပဲကလေးဒီစီကကျမတို့ပြန်တင်ရတာဒီကလေးကဒီလိုဆိုရင်သူတက်တယ်ဒီကလေးကြောင့်ငါဒီလိုတင်ရတယ်တင်းဤတွေဘယ်ကရတာလဲတင်းဤတွေရချင်ရင်ចောင်းသားကိုချစ်ပါចောင်းသားစီကတင်ပါနော်လှုပ်ဝက်ချက်ပြောလိုက်ပြီဆီယမ်မစာတင်းဤတင်ချင်တယ်တင်းချာနီတင်းနဲ့တက်ချင်တယ်တင်းချာနီတင်းနဲ့ဆိုတော့ your certificate of birth ဘလက်ပေးလိုက်မယ်ခေါင်းထဲမှာပါမလာရင်စာရွက်တွေပဲရပါမယ်နော်တကယ်တကယ်လက်တွေ့ပေါ်မှာအသုံးချတတ်ဘူး ကလေးတွေကိုချစ်တင်ကြနီးကလေးတွေအဲ့တော့တချို့ကပြောတယ်ကျမဒီလိုဗီဒီယိုတွေတင်နေတာအဲတစ်ခါတစ်ခါ comment လမ်းမယ်နဲ့လေတင်နေတဲ့ရောင်းစားခြင်းလို့ကျမလာတင်နေရောင်းစားဖို့မလို့ နော်လာပါလာပါဆိုကြောကြောအော်ခေါ်နေစရာမဖြစ်လို့တိလာ brand ဖြစ်သွားပြီဖြစ်တဲ့အတွက်သင်နဲ့ရောင်းစားဖို့ကမလို့သူ့ဟာသူ message message မှာလာတယ်ကျမသွားနေတဲ့လမ်းကြောင်းကသင်နဲ့ရောင်းစားဖို့ရွေးချက်မဟုတ်ဘူးကျမနောက်တစ်ခါက okay ဟုတ်ပြီဒါဆိုလို့ရှိရင်အခုနကပြောတဲ့ passive income ဘက်ကသွား passive income ရဖို့ကျွန်တော်တို့ဘာလုပ်ရမှာလဲဆရာဆရာပြောတဲ့အတိုင်းနဲ့ပြန်ပြောမယ်ဆိုရင်မိမိကလိုအပ်တဲ့ skills တွေဖြစ်ရမယ်မိမိတက်တဲ့နဲ့ပညာရည်တွေကိုလေ့လာရမယ်ဒီမှာပြောထားတယ်နော်ကျွမ်းကျင်မှုကအရင်အရေးကြီးတယ်ကိုတို့ဘာကျွမ်းကျင်တယ်လဲ စာတင်တတ်တာမဟုတ်ဘူးเนาะဘာကျွမ်းကျင်တယ်လဲကိုယ့်ရဲ့ကျွမ်းကျင်မှုကိုရှာကိုကျွမ်းကျင်မှုကိုကျွမ်းတဲ့ကျွမ်းအောင်လုပ်အဲ့ဒါဆိုရပြီကျွမ်းကျင်မှုရဖို့အတွက်လိုအပ်တဲ့ ဖြစ်ရမယ့်လက်နက်ကိရိယာတွေတည့်ရမယ့်တင်းတဲ့နေရှိရင်မနှမျောနဲ့လူတွေကဘာဖြစ်လို့မကြွန့်ကျင်မအောင်မြင်ဖြစ်ကြရလဲဆိုတော့တော်တော်များများလူတွေကကိုကိုကိုပိတ်ထားကြတာဘာဖြစ်လို့လက်တွေ့ဓာတ်တွေပြောရလဲဆိုတော့ကျွန်မဈေးရောက်ခဲ့ခြင်းကာလာတုန်းကဒီတင်းတဲ့ဈေးရောက်နေ့တင်းတဲ့နေရှိရတဲ့ Facebook မှာဘူးစင်ထူတာကိုကနေပြီးတော့ဝဲသူကိုလိုက်ရှာစရာမလိုဘဲနဲ့ဝဲသူစီကိုပြပေးရတဲ့အဲမိုက်ထားရဒီနေ့ကငါတို့တင်းတက်လိုက်အောင်မယ်တင်းတဲ့ကြီးဘယ်လောက်လဲနှစ်သိန်းလားသုံးသိန်းလားအဲတော့ကနော်ဈေးကြည့်တဲ့စာအုပ်တော့ကို3000အဲတော့က2800 3000 delivery ခန့်နဲ့3000ထားပါအဲ့တော့စာအုပ်ဖို့3000 အဲ့စာအုပ်3000ဆိုတော့လွန်ခဲ့တော့9နှစ်က3000တော့အခုနဲ့ဆိုရင်စာအုပ်ကတသိန်းလောက်ရှိသွားတယ်တကယ်တသိန်းကျော်တဲ့စာအုပ်တော့ကိုစာပါတယ်ကောင်းမှောက်ကောင်းအဲ့တော့ပတ်စံတသိန်း သူဘသူဘသူပေးခြင်းမလဲသူမြိုက်နှမျောဘူးကျမဆိုတော့မိမနှမျောဘူးငါတက်ပညာရမယ်နော်ငါတက်ပညာဆိုတော့ငွေထက်တန်ဖိုးကြီးတယ်ငါဝယ်မယ်ဗီဒီယို Facebook မှာ boosting ထုတ်ပြီးရေးဈေးရောင်းရတဲ့တင်တန်းနဲ့အဲငါတက်မယ်၃သိန်းကရော့ဂလောက်နဲ့ဂေးလေးထွက်လိုက်တယ်ပျော်ပျော်ရွှင်ရွှင်ထွက်လိုက်တယ်တင်တန်းတက်တယ်မရဘူးလား၃သိန်းထက်မကတော့ပညာတွေပြန်ရတယ်ဈေးရောင်းကောင်းလာတယ်ဟာမရောက်သေးရောင်းရတယ်ရောင်းအားသူကဗာလဲရောင်းအား၂ဆအဲရောင်းအား၃ဆဒီတလမှာ၁၀၀ဆိုရင်နောက်နောက်ထပ်300ရောင်းအားထိကို ရရှိနိုင်မဲ့ scale ကိုသင်ပေးတာဆိုတော့ဈေးအောင်ကောင်းကျင်တယ်လေနော်အဲ့တော့သင်တတ်တက်ပြီလေအဲအဲ့လိုပဲအဲ့တော့ကျမတို့ကကိုလိုအပ်တဲ့ပညာကိုသင်ယူလေ့လာဖို့ကိုကျမတို့နှမျောလို့မရတချို့ကဆိုရင် negative comment နဲ့ကြီးတယ်အဲသူကဒီသင်တန်းပြီးကြောက်ပါစက်ခါလကားပေးရပြောပြီးသင်တန်းရောင်းတာပေါ့အဲ့လိုပြီးပြောတယ်ဗီဒီယိုတွေကိုကျမတို့ကပညာဗဟုသုတရတဲ့ဗီဒီယိုတွေဆိုရင်ဒီထဲမှာကြည်ကောင်းကြည့်တဲ့သူလည်းပါနိုင်တယ်ကြည့်ရသူလည်းပြောလို့မိတ်ဆွေတို့အနေနဲ့ဒီထဲမှာကိုယ့်ရဲ့နော်တငယ်ချင်းတွေအနေနဲ့နော်အမတွေညီမလေးတွေအနေနဲ့ တကယ်ကို YouTube မှာဒီ CR ပြောထားတဲ့ဒီ talking ဘယ်လိုလုပ်ရမလဲ။နော် passive income မရအောင်ဘယ်လိုရှာမလဲ။နေကျွန်မပြမယ်။အော်ဒီမှာငွေကြေးလွတ်လပ်မှုစီတို့38မိနစ်နဲ့အရောက်သွားကြမယ်ဆိုတဲ့ဗီဒီယိုကျွန်မကြည့်တာဒါဒီမှာနော်။အာ AI ခမဲ့တင်တဲ့ကျွန်မဗီဒီယိုတွေအမြဲတမ်းလေ့လာတာ။တနေ့ကို CR ဗီဒီယိုမကြည့်ဘူးဆိုကျွန်မမရှိဘူး။ကိုယ့်တဲ့ပညာမလေ့လာတဲ့နေ့မရှိဘူး။အမြဲတမ်းလေ့လာတယ်။38မိနစ်ဗီဒီယိုစကားမဟုတ်ဘူးနော်။ဘယ်သူကြည့်ကြမလဲ။ဒါပေမဲ့ကျွန်မကြည့်တယ်။ကျွန်မနားထောင်တယ်။သမင်းချိန်နားထောင်တယ်။အားလိုက်ချိန်မှာကျွန်မနားထောင်တယ်။ ရတဲ့အချိန်မှာကျွန်မယူလေအဲဘာဖြစ်လဲအဲ့ဒီလိုပညာတွေယူခဲ့လို့ယူခဲ့လို့ယူခဲ့လို့ skill တွေရလာတာဖြစ်တဲ့အတွက်ငါဘာလုပ်ရမလဲဆိုလမ်းကြောင်းကိုတိသွားတယ်နော်အဲ့တော့အဲ့ဒါ SCRC ကတင်တဲ့ပတ်စံနဲ့ပြီးတဲ့ရက်မကရအောင်ပါဒါပေမဲ့ကိုတင်တဲ့ပြီးပြီးတော့လောလောဆယ်ကိုကိုကိုငါတင်တဲ့ငါမလို့အသေးဘူးငါလှုပ်ကြည့်နေတော့ကျွန်မလှုပ်ကြည့်တာတကယ်ရလက်ချွတ်တယ် ကြံပြောရအောင်ကျွန်မဘာဖြစ်လို့လဲခုတနေ့ကြည့်တဲ့ personal branding ဘယ်လိုတည်ဆောက်မလဲလူတွေကကုန်ပစ္စည်းရောင်းချင်တယ်ဆိုရင်ဆီကပြောတဲ့စကားလည်းပါတယ်เนาะဆီကဆီကတက်လာတာဖြစ်တယ်လူတွေကကုန်ပစ္စည်းရောင်းချင်တယ်ဆိုရင်ရောင်းနေ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 ဝယ်အဲ့လိုရောင်းကြတာ no 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 အဲ့လိုရောင်းလို့မရဘူးတဲ့မရောင်းပါနဲ့ဝယ်စီပါတဲ့အဲ့ဒီစကားကိုကျွန်မကြားဖို့တော့၄နှစ်ရှိသွားပြီလုံးဝနားမလဲဘူး ဒီလောက်ကြည့်တာနော်နားမလဲဘူးလေးနေရှိတယ်ဘာဖြစ်လို့လဲကျမတို့ရဲ့စဉ်းလာတဲ့ကျမတို့ရဲ့ကြည်လာတဲ့ mindset ကဟိုကစီးပွားရေးလုပ်ငန်းစဉ်းသက်လာတာမဟုတ်ဘူးစီးပွားရေးဆိုတော့ဗမာန်တော့မသိဘူးစီးပွားရေးစလုံးပုံမဲ့ပေါင်တတ်တယ်ကျွန်တော်မသိတဲ့ပတ်ဝန်းကျင်စဉ်းလာတာဖြစ်တဲ့အတွက်ဒီလိုဘဝတစ်ခုမှာပညာလေးတစ်ခုတက်ဖို့တော့မနေစူးစမ်းခဲ့ရတဲ့ mindset တွေးခေါ်ရတယ်စဉ်းလာတဲ့လူတွေဖြစ်တဲ့အတွက်မရောမနဲ့ဝဲတယ်ဘာပြောရလဲဟာအယူလိုပဲစူးစမ်းတာနော် နောက်ဆုံးတကယ်ရောင်းစရာမလို့ဝယ်မရောင်းမဲနဲ့ဝယ်တယ်ဒီစာအုပ်ကလေးအခုကျမစာမရောင်းလို့နေတာဒါပေမဲ့ပြန်စစ်စားတယ်ဩငါပတ်ဆိုင်ရတာပဲဘာဘာပေးမနဲ့မှတ်လို့လေဒီ message လေးကိုကလောက်နဲ့ပို့ပြီးတော့စောက်ထဲမှတ်ထားပြီးတော့ delivery ခေါ်ပြီးတော့ parcel ထုတ်ပြီးတော့ဒီကောက်နဲ့ပို့လိုက်တာဘာခက်တယ်မှတ်လို့လေအခုကျမဒီစာအုပ်တို့လည်းရောင်းနေအဲ့တော့အထိုက်လောက်ပတ်ဆိုင်မရဘူးလေရတယ်ရောင်းအားများလာလေကျမတို့ပတ်ဆိုင်တစ်လောက်အသိန်းဘယ်လောက်လဲ၁၀သိန်းလား၅သိန်းလားโอเคပဲအဲ့ဒါဘာဖြစ်လို့လဲအော်ဒီဆီယာသူဒီဆီယာမဒီစာအုပ်ရဲ့အကောင်းကြောင်းကိုသူသိတယ်သူညွှန်းပေးတဲ့စာအုပ်ငါဝယ်မယ် โอเคเนาะไอ้อ่ะไม่ย้อมมาเนี่ยเวซีบานีแลมั้ยအဲ့တော့ကျမတို့က passive income ကို MRI ရအစောက်ရောင်းရနေရပဲ။ Okay ဒါစောက်ရောင်းတဲ့ကဏ္ဍတသက်ကျမရဲ့ဉာဏ်ထဲမှာရှိတဲ့အုံတော်ထဲမှာရှိတဲ့ပညာတွေကိုကလေးတွေကိုဘလို့သင်ရတယ်။ကိုတည်တဲ့နီလန်ကိုတင်ထားတဲ့ကလေးတွေမြောင်များသာစီအတွေ့အကြုံတွေရတာတဲ့တင်နီလန်တွေကိုကျမကဗီဒီယိုတွေဒီလိုအပေါက်ခံဗီဒီယိုရိုက်ပြီးစုစည်းပြီးတော့ကျမကအိတ်နေတဲ့အချိန်မှာလည်းတနက်လည်းအဲ့သူရှင်ဂလောက်နဲ့ကျမ KB တဲ့ဝင်လာတဲ့ပတ်စံက ကျွန်မဘုသူစီရဓမ္မတိုက်ထားတယ်အဲ့ဒါကျွန်မယူသားဆိုရထားတဲ့ပတ်စံကကျွန်မတင်တဲ့ရောက်စားတယ်လို့ပြောရင်ကောကျွန်မကိုအဲ့ဒီလူတွေပြောရတဲ့သူကျွန်မစိတ်မဆိုးတော့ဘူးအဲ့ဒီလူကိုအကုန်လုံးဘလော့လိုက်မယ်အဲ့ဒါဘာဖြစ်လို့ဒီလားသူတို့က passive income ဘယ်လိုရှားမလဲဆိုတော့မသိတယ်တဲ့တယ်ပြောမှဆိုရင်အပိန်းနေပဲလို့ပြောလိုက်တယ်နော်အဲ့တော့ကိုယ့်ရဲ့ဘဝမှာစိတ်ကူးရဲ့အိမ်မက်ကအဲ့တခုပဲငါ passive income ရအောင်ရှာမယ်အင်ချမ်းကြီးတွေငှားပြီးတော့ပတ်စစ်အင်ကန်လည်းရအောင်ရှာမယ်။ငှားရဲ့ပညာနဲ့လည်းပတ်စစ်အင်ကန်ရအောင်ရှာမယ်။ အဲ့ဒီလမ်းကြောင်းနဲ့သွားတာဖြစ်တဲ့အတွက်တကယ်ကိုအခုအဲ့ဒီလက်တွေ့လမ်းကြောင်းကိုရောက်ခဲ့တယ်။ဂျားထဲမှာဘလောက်ကြာခဲ့တယ်လဲဆိုတော့2020ကနေစပြီးတော့ဒီလမ်းကြောင်းကိုဖောက်လာခဲ့တာ2024မှာခဏကြာရှုံသွားတယ်ကျွန်မ page တွေကိုခန်လိုက်ရတယ်ဒါပေမဲ့ပြန်ထားတယ်လဲကြရင်ပြန်ထားမယ်ကျွန်မ TikTok မှာတင်ထားတယ်လဲကြရင်ရင့်မနေပါနဲ့ဆိုတော့အမတရားဝေပြောတဲ့စကားလေးရမ်းသဘောကျလို့ လဲနေပြန်ထတာဘဝပဲအဲ့လိုနဲ့ပြန်ထရင်လည်းဘယ်တော့မှမကြောက်ဘူးအဓိကကျမတို့ passive income ရအောင်မသွားသွားစီးပွားရေးတစ်ခုလုပ်တတ်ခြင်းနဲ့ပဲသွားသွားဘာရောက်တတ်ခြင်းနဲ့သွားသွားဘာပညာတတ်ခြင်းနဲ့ပဲသွားသွားကျမတို့ကလေ့လာအထောက်ရမယ်စူးစမ်းခြင်းနဲ့စိတ်ရှိရမယ်ပြင်းပြတဲ့ desire ရောက်လို့ခေါ်တဲ့ပြင်းပြတဲ့စိတ်ဆန္ဒရှိရမယ်အဲ့ဒီဒီမှန်ချက်ပန်းနိုင်ကို goal ဆိုတဲ့ goal setting ကိုရအောင်ချရမယ်ဖြစ်အောင်သွားရမယ်ဒီနေ့ကစပြီးလုပ်ပါ ကိုကိုကိုဒီနေ့ငါဘာလုပ်ချင်တယ်လို့စောက်ထဲမှာခြာရေးပါငါဒီနှစ်က2025ဟာနေစပြီးနော်နှစ်နှစ်အတွင်းကဘာလုပ်ချင်တယ်ငါဘာအယောင်းဝင်တယ်ငါဘာငါအောင်မြင်ချင်တယ်ဒါမှမဟုတ်ငါဆီယမတယောက်အနေနဲ့အောင်မြင်ချင်တယ်အောင်မြင်လို့ရတယ်နော်ကျူရှင်တင်ပြီးတော့မယ်ဆီယမဘဝတောက်ပလို့ရတာမဟုတ်ဘူး နော်ကိုကိုကိုရဲ့အရေးချင်းနေမြင့်တင်ပြီးဆီယမတွေအင်တာနက်ပေါ်မှာပတ်စံကောင်းကောင်းရှာလို့ရတယ်။ကျောင်းဆီယမပဲလား။ No 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 အများကြီးပဲ။လူတိုင်းလူတိုင်းနေပဲအတိအသီးရလူတိုင်းအင်တာနက်ပေါ်မှာပတ်စံကောင်းကောင်းရှာလို့ရတယ်။အဲ့ဒီလိုနေတိုင်းလုပ်ရင်းနဲ့ရှာလို့ရတဲ့အပြင် passive income ဆိုတဲ့ high level ငွေကိုလည်းရှာလို့ရတယ်။ဒီနေ့ကျမဒီနေ့ဒီချိန်မှာ passive income ကိုကျမရှာနိုင်နေပြီဖြစ်ပါတယ်။အိမ်ငှားဆောက်ရတဲ့ပတ်စံကတော့အများကြီးမရှိသေးပေမဲ့လည်းအဲ့ဒီ income ကလည်းကျမတို့အနေနဲ့ရနေပြီဖြစ်တယ်။နော်အသက်35နှစ်အရွယ်မှာကျမ40ဆိုရင်ဘာမှမလုပ်ဖဲနဲ့ ကိုကိုနိုင်ကဗီဒီယိုလေးတွေကိုဒီလိုပဲခဏတည်းပြုတ်စကားပြောလိုက်ဗီဒီယို edit မဲ့လူကိုတက်တက်ငားလိုက်အဲကျမကပြုတ်ပြမယ်အိမ်မှာကျမရဲ့ company ကျမရဲ့အိမ်ကိုလာရမယ်ဗီဒီယို edit ကိုလုတ်ပေးရောငါရှိမှလုတ် ပြီးတော့ပြန်သွားစတီအဖြစ်အဲ့လိုမျိုးစိတ်ချရတဲ့လူခေါ်ဖို့တီးကိုကျွန်မကစဉ်းစားနေရတယ်။ဒါလို့လည်းရေရှည်မှာမျက်လုံးအတွက်ဖြစ်ပါတယ်။ဟောအဲ့လိုမျိုး passive income ရဖို့တီးကိုစဉ်းစားနေရတဲ့အတွက်တကယ်လို့ဒီတကယ်ဖြစ်တယ်နော်။ဒီနေ့အခုဒီဗီဒီယိုကိုကြည့်မိတယ်ဆိုလို့ရှိရင်ငါဖတ်ဖြစ်ချင်တာလေ။ငါရဲ့ goal set တွေငါအနာဂတ်မှာငါပညာဝငါဘယ်လိုငါဘာနဲ့စီးပွားရေးတစ်ခုနေနဲ့ငါအတဝန်းကြောင့်ပြုနေငါငွေကြီးဘယ်လောက်ရကျင်တယ်လဲ။ငွေကြီးမှာငွေကြီးလိုမျိုးမှုစီတဲ့38မိနစ်ရအောင်တွားမယ်ဆိုတဲ့ဆရာရဲ့ ဆုံးမစကားတွေကိုကြားနာတဲ့ကြားနာထားရတဲ့နားချထားရတဲ့ဘဝတူတာတွေနဲ့ကိုကျမရဲ့ဘဝတက်ကတူကတင်ပြလိုက်တဲ့အတွေ့အကြုံတွေနဲ့ကိုပေါက်ဆက်ပြီးတော့ဗီဒီယိုလေးတစ်ပုဒ်ကိုမျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်နော်အကျိုးတစုံတည်းရရှိမယ်လို့လည်းယုံကြည်ပါတယ်ကြည့်ပေးတဲ့သူလည်းကျေးဇူးအများကြီးတင်ပါတယ်အဆုံးလေးကြည့်ပေးလာတဲ့မိတ်ဆွေဆိုလို့ရှင်တေချာပေါက်အကျိုးတစ်ခုရမယ်လုံးဝအောင်မြင်မယ်အောင်မြင်မှုလမ်းဆောင်ချီတို့ရောက်နိုင်မယ်လို့ကျမပြောရပါတယ်ကျေးဇူးပါ